UFC ဖဲသားဝိတ်မှာချန်ပီယံဖြစ်ပြီးမွေးကိုနဲ့မင်းလာဆောင်တော့မယ်လို့သတင်းတွေထွက်နေတဲ့ဂျိုရှူဝါပဲမြန်မာရုပ်ရှင်လောကမှာရှာရှာပါပါအပြိုကြီးမင်းသမီးဖြစ်တဲ့မွေးကိုကိုပရိသတ်တွေကအတင်းကျပ်သဘောတူပေးနေကြတဲ့သူတစ်ယောက်ရှိပါတယ်အဲ့ဒါကတော့ခုလက်တလောမှာဘရာဇီးကသမားကိုအနိုင်ယူပြီးတော့မြန်မာကိုကိုစောင့်ထားသလိုနောက်မကြခင်ရက်ပိုင်းမှာချက်ချင်းကမ္ဘာအဆင့်တေကစားသမားနဲ့ထိုးသက်ရမယ်ချင်တိုင်းရင်သားလေးဂျိုရှူဝါဘန်မှာအချို့သောသတင်းတွေအရဆိုရင်တော့ဂျိုရှူဝါဘန်နဲ့မွေးကိုတို့ဟာချစ်သူတွေဖြစ်နေကြပြီလို့တောင်မှပြောနေကြတာကိုလေအချို့သော တဲ့တွင်မှာတွေ့ရပါတယ်။ အားလုံးသိကြတဲ့အတိုင်းဂျိုရှူအာဗန်ဆိုတာကမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ချင်းတိုင်းရင်းသားလေးဖြစ်ပြီးတော့အကြောင်းမျိုးကြောင့်အမေရိကန်နိုင်ငံကိုရောက်ရှိနေထိုင်နေတာဖြစ်ပါတယ်။အခုချိန်မှာတော့ဂျိုရှူအာဗန်ဟာတစ်ချိန်တုန်းကမြန်မာကုန်ဆောင် MMA fighter အလားအန်ဆဲလိုမျိုးပဲ MMA fighter ဖြစ်ကမ္ဘာအကြီးဆုံး MMA ပြိုင်ပွဲဖြစ်တဲ့ UFC ပြိုင်ပွဲမှာမြန်မာကုန်ဆောင်ကစားနေတာဖြစ်ပါတယ်။ UFC မှာနိုင်ပွဲဆက်တိုက်ရနေတဲ့ဂျိုရှူအာဗန်ဟာ UFC featherweight တန်းမှာအလားလာရှိသောကစားသမားဖြစ်ကမ္ဘာတစ်လောကစောင့်ကြည့်ခြင်းခံရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာပြည်သက်တရာဖန်ကို တော်တော်လေးကိုယူစွာနဲ့စောင့်ကြည့်အားပေးနေကြတာလည်းဖြစ်ပါတယ်။မိုးရီကိုနဲ့ဂျိုရှူအာဗန်တို့ရဲ့ဇလန်းစာကတော့ဂျိုရှူအာဗန်အနိုင်ရတဲ့ပြိုင်ပွဲပြီးအင်တာဗျူးတစ်ခုမှာပါ။ အဆိုပါအင်တာဗျူတွေမြန်မာနိုင်ငံမှာဗန်ကျိုက်ကျိုက်စိုးမင်းသမီးတယောက်ကိုမိကျိမာတော့ဖန်ဟာကျွန်တော်ကျိုက်စိုးမင်းသမီးကမိုးရီကိုပါသူ့ရဲ့ခနာကိုကအမိုက်စားကြီးပါမိုးရီကိုချစ်ပါတယ်လို့ပြောသွားတာဖြစ်ပါတယ်အဆိုပါအင်တာဗျူပြီးမှပဲပရိသတ်တွေကကဘာကျော်မြန်မာကုံဆောင်ချင်းတိုင်းရင်သားဖိုက်တာလေးဂျိုရှူအာဗန်နဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်ချမ်းသာဆုံးမင်းသမီးမိုးရီကိုကိုအတော်လေးသဘောတူပေးနေကြပါတယ်အထူးသဖြင့်မိုးရီကိုကအခုချိန်မှာပြိုကျဖြစ်နေတာကြောင့်လေပရိသတ်က မမရင်မောင်လေးဇလန်ဖြစ်နေမိုးရီကိုနဲ့ဂျိုရှူအာဗန်နဲ့သဘောတူပေးနေကြတာဖြစ်ပါတယ် အခုဆိုရင်ချို့တော့အတွင်းသတင်းတွေရမိုးရီကွာဂျူရှူဝါဖန်ချစ်ခွေပန်နာကိုအပြည့်ပြန်ပေးလိုက်ပြီလို့သိရပါတယ်အခုဆိုရင်သူမရဲ့ပေးအောင်မှာဂျိုရှူဝါဘန်နဲ့သူမကိုပြိတက်တဲ့ သဘောတူပေးထားကြတဲ့ comment တွေကိုအသေးပုံ emoji နဲ့တုတ်ပြန်ခဲ့တယ်လို့ဘန်ကားချစ်တေဆိုတဲ့ comment တခုကိုလည်းအဖြူအောင်သဲလေးနဲ့ဝန်ခံလိုက်တာဖြစ်ပါတယ်။ပရိသတ်တရားတော့အစောကြီးတွေကမိုးရီကိုနဲ့ဂျိုရှူအာဘန်ကိုသဘောတူနေတာကြောင့်အခုလိုမိုးရီကိုဘက်ကဘန်ကိုဖြစ်ပေးလိုက်ပြီးဖြစ်ကဘန်နဲ့ချစ်သူတွေဖြစ်နေကြောင်းဝန်ခံလာတဲ့မိုးရီကိုရဲ့ပြုမှုတွေအတွက်လည်းတော်တော်လေးကိုဝမ်းသာနေကြတာဖြစ်ပါတယ်။အထူးသဖြင့်မိုးရီကိုလည်းဒိတ်တန်တတိမကြီးမိသမီးတယောက်ကတော်ရလုံနဲ့မလိုက်ဖက်ပဲချဲတာပြီးကဘာကျော်တဲ့ဂျိုရှူအာဘန်လို MMA ကစားသမားနဲ့မှလိုက်ဖက်တယ်လို့ပရိသတ်တရားပြောကြတာပါ။ ။အခုဆိုရင်တော့မွေးကိုနဲ့ချစ်သူဖြစ်နေကြပြီဖြစ်တဲ့ဂျိုရှူဝါဗန်တယောက်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတယ်လို့ဂျိုရှူဝါဗန်သာ UFC Featherweight Champion ဖြစ်ခဲ့ပြီးမွေးကိုနဲ့ဂျိုရှူဝါဗန်တို့ကြီးကြပ်ခန်းထားတဲ့မင်္ဂလာပွဲတစ်ခုကိုလည်းဆွေးနွေးသွားဖို့ရှိနေရလို့ဆိုပါတယ်။အလို့တပြည့်မွေးကိုလို့ချမ်းသာဆုံးတတိမာကြီးနဲ့ဘန်လိုကဘာကျော် MMA တယောက်ရဲ့မင်္ဂလာပွဲကတော့နေကြည်ဥရောမင်္ဂလာပွဲထက်စီကားခန်းထားမယ်ဆိုတာကတော့ပြောစရာမလိုတော့ပါဘူး။ဒီတော့ဂျိုရှူဝါပေးနေကြတဲ့ပရိသတ်တို့ရောဂျိုရှူဝါဗန်နဲ့မွေးကိုတို့ကိုသဘောတူကြပါသလား။သူတို့ရဲ့မင်္ဂလာပွဲက ဘလောက်ထိခံနာမယ်ထင်တယ်ဆိုတာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွေ့အလို့ကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဒီဒီရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေရှင်